ဒီဇလန်လေးကတော့ကျွဲကူးလို့ခေါ်တဲ့ဖီဂရာစုသရဲမအကြောင်းကိုပြောပြထားတာပါလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမြို့နယ်အလှမ်းဝေးတဲ့ကြီးရွာလေးတယောက်မှာလူငယ်လေးနုံတယောက်ရှိခဲ့ပါတယ်သူ့ရဲ့ကြက်တွေကညာတိုင်းလို့တည်နေတော့စိတ်ပူလာပါတယ်ဦးလေးကျွန်တော်ကြက်တွေကတည်ပြန်ပြီဗျာညာကအင်တော်ခွေးနားမှာဖီဂရာစုပဲဖြစ်ရမယ်ပဝင်းကျင်မှာဝဲနေတာကျွန်တော်မြင်လိုက်ရတယ်သူဘယ်ကလာလဲဆိုတာတကယ်သိချင်နေပြီဗျာနော်မြအပူကိုနားထောင်ပြီးရွာထဲမှာအားကိုးရတဲ့အတတ်ပညာရှင်ဖြစ်တဲ့ဥဒမ်ကနုံကိုအကြံပေးလိုက်ပါတယ်ငါပြောမယ်နော် ။စူးမရင်အကိုင်းခတ်တွေကိုယူပြီးမဲအိမ်ပတ်လည်နဲ့ချက်ချံပတ်လည်မှာခြားထားလိုက်ကွာ။အဲ့ပင်ကစူးတွေကသူ့ရဲ့ဥရင်းအင်္ကာတွေကိုလာထိရင်ဝင်ရဲမှာမဟုတ်ဘူး။အခြားအိမ်တွေလည်းအဲ့လိုပဲလောက်ကြတာမဟုတ်လား။မလို့ရင်မကြခင်မှာဖီကာစုကမင်းလက်ပင်ကိုလာကြိုက်လိမ့်မယ်။နုံကဥဒယံစကားကိုနားထောင်ပြီးစူးပင်အကိုင်းခတ်တွေကိုညနေဆောင်မှာတွားခုတ်လာပါတယ်။ဥဒံပြောတဲ့အတိုင်းတက်ချံပတ်လည်နဲ့အင်သာပတ်လည်နားမှာချလိုက်ပါတယ်။အခက်တော့ကရွာသားတွေဟာအင်သာကိုအိမ်ပြင်မှာစောက်လိရှိပြီး နော်မြဲအင်နာကလည်းတမိုးထားပြီးအမိုးမရှိတဲ့အင်နာဟောင်းလေးပါအဲ့ဒီညမှာပဲသူကအင်နာထဲမှာပုံနေပြီးဖီဂရာဆူးကိုအဆောင်ဖမ်းဖို့ဆုံးဖြတ်ထားပါတယ်သူဘယ်သူလဲဆိုတာသိချင်နေပြီလေညမောင်လာတာနဲ့အမျှနော်မကအင်နာထဲမှာဝင်ပုံနေခဲ့ပါတယ်ဒီညတော့သူတို့ရဲ့အင်ဂျင်ကြီးတွေကိုစားဖို့ထွက်လာမှတေချာတယ်လို့စိတ်ထဲကတွေးနေခဲ့ပါတယ်ဆူဝင်နေဝိုင်းထားတော့ဖီဂရာဆူဝင်လာရဲမှမဟုတ်ဘူးလို့လည်းစိတ်ချနေပါတယ်။သူ့ရဲ့ဥရင်းအင်္ကာတွေဆူမိမာကိုကြောက်မှာပဲ။တကယ်လို့ဝင်လာရင်တော့တနက်နဲ့ပြစ်ပြီး ဥရီကွဲအောင်လုပ်ပြမယ်လို့တွေးထားပါတယ်တော်တော်ကြာဆောင်းနေပြီးတဲ့နောက်နုံထင်ထားတဲ့အတိုင်းပဲဖြစ်လာခဲ့ပါတယ်လိမ္မော်နီယောင်ဖျော့ဖျော့မီရုံကြီးတို့ကဇွာနောက်ဖက်ကနေဖြည်းဖြည်းချင်းလှင့်ပြန်လာခဲ့ပါပြီနုံကအိန္ဒာနီယန်ဂျာကနေချောင်းကြည့်နေရင်ရင်ထဲမှာကြောက်စိတ်တွေတလက်လက်ဖြစ်လာပါပြီအဲ့မီလုံကြီးဟာတဖြည်းဖြည်းနဲ့နီးလာပြီးတော့နောက်ဆုံးမှာသူ့ခေါင်းပေါ်တက်တက်မှာရက်သွားခဲ့ပါတယ် နုံချထားတဲ့စူးဝင်နေကြောင်းဖီဂရာစုဟာအင်တာတွေကအမြင့်ကျေးတွေကိုမစားရဲပဲအပေါ်ကနေပဲဝဲနေခဲ့ပါတယ်ဖီဂရာစုကိုသူမမြင်ရခင်မှာပဲနုံကသူ့ရဲ့တလန့်ရှိကိုထုတ်ပြီးဝဲနေတဲ့ဥရင်းအင်္ကာအရှိကြီးတွေနဲ့ကိုရင်းအင်္ကာတွေကိုအားကုန်ပြစ်ချလိုက်ပါတယ်ဖီဂရာစုဟာနာကျင်မှုကြောင့်ကြဲလောင်စွာနဲ့အော်ဟစ်လိုက်ပြီးအချိန်ပြင်းပြင်းနဲ့လွင့်ထွက်သွားပါတယ်မိအောင်ဟာလည်းတဖြည်းဖြည်းနဲ့မှိန်ကျသွားပြီးတော့လုံမြင့်အိမ်နောက်ဖက်တောအုပ်ထဲကိုပျောက်ကွယ်သွားပါတယ်အဲ့လိုမြင်တော့နုံကအင်္ကာတွေကနေပြေးထွက်လာပြီးဖီဂရာစုရဲ့မိအောင်နောက်ကိုလိုက်နေခဲ့ပါတယ် သူဘသူလဲဆိုတာသိရပြီးထပ်ပစ်တက်ချင်နေတာပါဖီဂါဆူရဲ့မီအောင်ဟာတောအုပ်ထဲပျောက်ွယ်သွားတော့နော်မကအဲ့နေရာကိုအပြစ်လိုက်သွားခဲ့ပေမဲ့ဖီဂါဆူရဲ့ခန္ဓာကိုယ်ကိုရှာမတွေ့တော့ပါဘူးသူအဲ့နားမှာဝဲလဲလဲရှာဖွေနေတော့မြေဝင်းပေါ်မှာသွေးကွက်ကြီးတစ်ခုကိုတွေ့လိုက်ရပါတယ်နော်မတယောက်ခဏအန်အော်သွားပြီးသူမျောလင့်ထားဘူးဒီလောက်မြန်ပျောက်ွယ်သွားလိုက်မယ်လို့အဲ့ဒီအချိန်မှာပဲသူ့လက်မောင်းပေါ်ကိုအရေးတစက်ကကြလာပါတယ်နော်ချက်ချင်းတိလိုက်တယ်ဒါမိုးရေမဟုတ်ဘူးဆိုတာအနန်းကပုံနဲ့အော်အန်ချင်းစရာကောင်းပါတယ် ။လုံကားဖြည်းဖြည်းချင်းမှော့ကြည့်လိုက်တော့သူမျက်စိအရှိမဖီဂရာဆူဟာရွာတွေကအတော်ဆိုင်ဖြစ်နေတာကိုထင်ထင်ရှားရှားမြင်လိုက်ရပါတယ်။အခုနောက်ကဖီဂရာဆူကိုရေရေဝဝလိုက်လာတဲ့နော်မဟာဒီကြောင်မက်ဖွဲ့ပတူရကာကိုအခုလိုအနီးကပ်တွေ့လိုက်ရတော့လောဝလောက်တော့မဟုတ်ရဲတော့ပါဘူး။စိတ်ကိုပြန်ထင်းပြီးတော့နော်မကအိမ်ကိုအမြန်ဆုံးထွက်ပြေးတော့ပါတယ်။နောက်တစ်နေ့မနက်မှာနော်မကဖီဂရာဆူအကြောင်းဦးနမ်နဲ့သွားတိုင်ပင်ပေါ်အိမ်ကနေအပြေးထွက်လာခဲ့ပါတယ်။ လမ်းမှာအတော်ဆိုင်အိမ်ကိုဖြတ်သွားတော့လူတွေစုနေတာကိုတွေ့ရတော့ဝင်းမင်းကြီးတော့အတော်ဆိုင်ကရုတ်တရက်ဖြားပြီးနာကျင်နေတယ်လို့သိရပါတယ်။စေကန်းတော်ကိုပြောပေမဲ့လည်းမတော်ပါဘူး။နောင်ကအထဲဝင်ပြီးအိမ်ရပေါ်မှာဖြားနေတဲ့အတော်ဆိုင်ကိုကြည့်လိုက်တော့အတော်ဆိုင်ကသူ့ကိုမုံတီးတဲ့မျက်လုံးတွေနဲ့လှမ်းကြည့်ပါတယ်။အဲ့ဒါနဲ့နောင်ကချက်ချင်းရှောင်ထွက်လာခဲ့ပြီးဥဒမြေအိမ်ကိုရောက်တော့ညာကဖြစ်ခဲ့တဲ့အကြောင်းတွေအကုန်လုံးကိုပြောပြလိုက်ပါတယ်။အတော်ဆိုင်ကတကယ်ပဲဖီဂရာဆူဖြစ်နေရင်မင်းတိထားရမယ်။စူပင်တွေကိုယူပြီးအိမ်ပတ်လေလှေကလေးတွေနားမှာအကုန်ချထားလိုက်။သူဘာမှလုံးနိုင်မှာမဟုတ်ပါဘူးဦးလေးရဲ့။ အခုနောက်ကမှသူ့အိမ်ရှိကဖြတ်လာတာအတော်ဆိုင်ကအိယာထဲမှာလဲနေတာဗျအေးကောင်းပါပြီတတိမပေါ့နဲ့တော့နော်စကားပြောပြီးတော့နော်ငါသူ့အိမ်ကိုပြန်လာခဲ့တဲ့လမ်းမှာအတော်ဆိုင်အိမ်ကိုထပ်ဖြတ်ရပြန်ပါတယ်ဒီအခါအတော်ဆိုင်အိမ်ရောက်တော့သူတကယ်အံ့ဩသွားတယ်မနက်ကဖြားပြီးအိယာထဲလဲနေတဲ့အတော်ဆိုင်ဟာအခုအိမ်ရှိမှာရက်နေပြီအတော်ဆိုင်ကနော်ကိုမုံတီးရဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေပါတယ်နော်လည်းကြောက်ရွံ့လာပြီးအတော်ဆိုင်ကိုမျက်လုံးချင်းမစုံရဲပဲအမြန်ပြေးလျှောက်သွားပါတယ် အယောင်တာနဲ့နော်မဟာညမိုးမချုပ်ခင်မှာစူးပင်အကိုင်းခတ်တွေပေါ်အိမ်ပပတ်လေမှာလိုက်ချနေပါတယ်ဒီနာဖီဂရာစုအတော်ဆိုင်ကသူ့ကိုလက်စားချေဖို့ပြန်လာမှတေချာတယ်လို့တွေးနေပါတယ်စူးပင်တွေပြင်ဆင်နေတော့မှပဲအတော်ဆိုင်ကနော်မြတ်အိမ်ရှိမှလာရလိုက်ပါတယ်နုံငါမင်းနဲ့ပြောစရာစကားရှိတယ်ဘာကိစ္စလဲဗျပြောစရာရှိရင်ပြောပါဒီနေရာကနေပဲကျွန်တော်ကြားပါတယ်ထွက်လာပြီးကောင်းကောင်းမွန်မွန်စကားပြောကြရအောင်အဲ့ဒါမှပြပြလဲလဲရှိမှ အတော်ဆိုင်ရဲ့ခန္ဓာကိုယ်ကဖီဂရာစုမဟုတ်ပေမဲ့သူ့ရဲ့ဗီဇအရစူးပင်တွေကိုမြင်တော့ကြောက်ရွံ့နေတုံးပါပဲ။နော်မကိုတိုင်ကလည်းအတော်ဆိုင်ကိုကြောက်နေတာမို့ခြံစည်းရုပ်အပြင်ဘက်ကိုထွက်ပြီးစကားမပြောရဲပါဘူး။အချိန်တွေကုန်လွန်သွားတော့နှစ်ယောက်စလုံးပါစကားမှမပြောကြပဲအတော်ဆိုင်ကအိမ်ရှိမှပဲစောင့်နေပြီးနော်မကတော့သတိထားပြီးချောင်းကြည့်နေပါတယ်။ညာမိုးချောက်တဲ့အထိအတော်ဆိုင်ကဘာမှမပြောပဲစောင့်နေခဲ့ပါတယ်။နော်မကစိတ်ထဲကတွေးလိုက်တယ်ဒီလိုဆက်လုပ်နေရင်ဘာဖြစ်လာမလဲမသိဘူး။ဒါနဲ့သူဆုံးဖြတ်လိုက်ပါတယ် စုပင်ခိုင်းတွေကိုလှေကလေးပေါ်ဆွဲတယ်မြီအိမ်ပေါ်ကိုအ мян တက်လိုက်တယ်အတော်ဆိုင်ကနော့ကိုအပြင်ကနေစိုက်ကြည့်နေုံပဲတက်နိုင်ပါတယ်နော့ကိုဘာမှလုံးလုံးမရတော့တဲ့အခါအတော်ဆိုင်ဟာစိတ်မပါတပါနဲ့သူ့အိမ်ကိုပြန်သွားခဲ့ပါတယ်အရင်ညအမောင်ထုတွေထဲမှာနော်ကအိမ်ပေါ်မှာအိပ်ပြော်နေတော့မှာပဲမိလုံးတို့ခုဟာဝေးကနေနှံ့ပြလာခဲ့ပြီးဖီဂါဆူအတော်ဆိုင်ဟာနော်မြတ်အိမ်ကိုရောက်လာတော့အိမ်ပပတ်လယ်မှာစူးပင်တွေအပြည့်ချထားတာကိုတွေ့လိုက်ရပါတယ် အတော်ဆိုင်ဟာနော်မြအိမ်ပပက်လေမှာခဏတာဝဲနေခဲ့ပြီးဗရင်မောက်တစ်ချက်ကပွင့်နေတာကိုတွေ့လိုက်ရတော့လစားချေပုံမျောလင်းချန်နဲ့အိမ်ထဲပေါ်အမြင်ဆုံးဝင်ရောက်လာခဲ့ပါတယ်။နော်မကအခြေအနေကိုကြိုသိနေတဲ့အတွက်အိမ်ထဲမှာပုံအောင်နေခဲ့ပါတယ်။ဖီကာဆူအတော်ဆိုင်ဝင်လာတာကိုမြင်လိုက်တာနဲ့စူးပိတ်ငိုင်းကိုဆွဲထုတ်ပြီးဖီကာဆူအတော်ဆိုင်ရဲ့ကိုပေါ်ကိုအားကုန်နဲ့ဖိချလိုက်ပါတယ်။ဖီကာဆူအတော်ဆိုင်ဟာအောက်ကိုပြုတ်ကျသွားပြီးသူ့ရဲ့ဥဒင်းအင်္ကာတွေနဲ့လူချမ်းပြေပေါ်မှာလဲကျနေပါတယ်။သူမဟာအနာကျင်မှုတွေကြောင့်ကျဲလုံးသွားအော်ဟဲလိုက်ပါတယ်။ ။ဥဒံလည်းနော်ရဲ့အိမ်တော်ခွေးကနေထွက်လာခဲ့ပြီးသူထီအဖြစ်ပြက်ကိုအစာအဆုံးစောင့်ကြည့်နေခဲ့တာပါ။ဥဒံကအမဲအောင်ရေပါလာတဲ့အိုးတလုံးကိုယူလာပြီးလက်နှစ်ဖက်လုံးကိုပိုက်ကမတန်ဆုတ်နေပါတယ်။မတန်ဆုတ်ပြီးရတော့မှဥဒံကအဲ့ဒီရေကိုဖီကလာစုအတော်ဆိုင်ရဲ့ခန္ဓာကိုယ်ပေါ်ကိုပတ်ဖြန်လိုက်ပါတယ်။ချက်ချင်းပဲအတော်ဆိုင်ကနာကျင်မှုကြောင့်ပိုပြီးအော်ဟင်းနေပါတယ်။ဒုံကဖီကာဆူအတော်ဆိုင်ကိုဖိထားတဲ့စူးပင်ကိုင်းကိုဖိဖိချင်းဖယ်လိုက်တော့အတော်ဆိုင်ကလွှင့်ပြန်ပြီးအမြန်ဆုံးပျောက်ွယ်သွားပါတယ်။နောက်နေ့မနက်မှာတော့အတော်ဆိုင်ဟာရုတ်တရက်ဖျားနာပြီးတေဆုံးသွားပြီးဆိုတဲ့သတင်းဟာရွာထဲမှာပြန့်နှံ့ခဲ့ပါတယ်။ နော်မဲဥဒဏ်၂ရက်ဆုံးကဒေါ်ဆိုင်တည်ဆုံးရတဲ့အကြောင်းရင်းကိုအကောင်းဆုံးသိနေပေမဲ့လည်းလှုပ်ဝှက်ထားခဲ့ပါတယ်။ဒေါ်ဆိုင်ရဲ့ဂုံတိတ်ခံမပြတ်စေပဲငိမ့်ဆန်းစွာတည်ဆုံးစေခြင်းလို့ဖီဂရာဆူဖြစ်ကြောင်းဘသူကမှမပြောခဲ့ပါဘူး။သူတို့နှစ်ယောက်ဟာဒေါ်ဆိုင်ရဲ့ဇာပနာကိုတွားပြီးတောင်းပန်ခဲ့ကြပါတယ်။အဲနောက်ပိုင်းမှာတော့ဒီရွာမှာဖီဂရာဆူအကြောင်းတရင်နဲ့ငိမ့်သက်သွားပြီးဘသူမှဖီဂရာဆူကိုထပ်မတွေ့ကြတော့ပါဘူး။ဒီဖီဂရာဆူကဒေါ်ဆိုင်ရဲ့ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်ဇလန်းလေးကတော့ FIFA ဆိုတဲ့ Isan Data ရှင်းမြောက်ပိုင်းထိုင်းဒေသမှာရှိတဲ့မော်ပညာနဲ့အယူအဆတွေကိုထင်ဟပြတဲ့ရိုးရဒလေတစ်ခုဖြစ်ပါတယ်။ဒါဟာထိုင်းလူမျိုးတွေရဲ့ရှေးဟိုးဆွဲပူးဝင်စေတဲ့နတ်သွင်းခြင်းဒလေတစ်ခုပါ။ FIFA နောက်ဝင်ပူးတဲ့သူတွေဟာမျိုးရိုးစင်ဆက်ဆက်ခံလေးရှိပြီးအများစုကတော့အမျိုးသမီးတွေပဲဖြစ်ကြပါတယ်။ဘင်းဆိုတဲ့အသက်20ကျော်မိန်းကလေးတစ်ယောက်ကအဲ့ဒီအချိန်မှာပဲသူ့ရဲ့မိခင်ကရောဂါဝေဒနာပြင်းပြင်းထန်ထန်နာမကျန်ဖြစ်နေပါတယ်။ဒါပေမဲ့ပင်ကိုစိုးရင်ပူပင်စေတဲ့အရာကတော့ သူ့မိခင်ရဲ့မှားကြားချက်ပဲဖြစ်ပါတယ်အဲ့ဒါကတော့ FIFA ရိုးရဒလေးကိုပင်ကဆက်ခံပြီးနောက်ဝင်တဲ့အဖြစ်ဆောင်ရွက်ရမယ်ဆိုတာပါပဲပင်ကဒါကိုအတင်ကျင်းခခသီးသီးညှင်းဆန်ခဲ့ပါတယ်ဒီရိုးရဒလေးနဲ့ကြီးပြင်းလာခဲ့ရပြီးကလေးဘွားကလေးကမြင်ဘူးခဲ့ပေမဲ့ပင်ကမယုံကြည်သလိုဘာမှလည်းမပတ်သက်ချင်ပါဘူးဒါပေမဲ့ဘလောက်ပဲရှောင်မောရှောင်မောဘယ်တော့မှမလွတ်မြောက်နိုင်ခဲ့ပါဘူးဥလိခန်ဟာပင်မြဲဆွေမျိုးရင်းချတူဖြစ်တယ်လို့ FIFA အခမ်းအနားတွေမှာလည်းစောင်းတူရီယာမှုတ်ပေးရတဲ့မော်ခမ်လည်းဖြစ်ပါတယ် သူကပင်ကိုအချင်းချင်းစီယုံဖျားယောင်ခဲ့ပါတယ်နောက်ဆုံးမှာတော့ပင်ဟာဒီကိစ္စတွေကိုအဆုံးသတ်ချင်ပြီဆိုတဲ့စိတ်နဲ့ပဲလက်ခံလိုက်ပါတယ်ပင်ကသူ့မိခင်ကိုစက်ခံမယ်ဆိုတဲ့အကြောင်းပြောပြပြီးတဲ့နောက်မှာမကြခင်မှာပဲမိခင်စီကမှာကြချက်တွေနဲ့ဘလို့လိုက်ရဆောင်ရွက်ရမယ်ဆိုတဲ့အမိန့်တွေကိုလက်ခံလိုက်ရပါတယ်နောက်တစ်နေ့မနက်မှာတော့ပင်မြမိခင်ဟာဘာအတမ်းမှမပေးပဲဘာရိတ်ရောင်းမှမပြပဲရုတ်တရက်ဆုံးပါသွားခဲ့ပါတယ်ဦးလေးခန့်ပြောခဲ့သလိုပဲဒီစုံတရားကိုစောင့်ဆိုင်နေခဲ့တဲ့ပုံမှာပဲဒီနေ့မှာရွာသားတယောက်ဖျားနာလာခဲ့ပါတယ်ဒါကြောင့်ပင်ဟာသူ့မိခင်ရဲ့နေရာကိုစက်ခံပြီးလုပ်ငန်းစတင်ဆောင်ရွက်ပါတော့တယ် ဖီဘာနက်ကိုပူဇော်ခွင့်ပြုပြီးနောက်ဝယ်ပူပြီးတဲ့နောက်မှာမော်ခန်ကလမ်းဆောင်လို့ခေါ်တဲ့တန်စင်ကိုစတင်ပုတ်ပါတော့တယ်ဖီဘာနက်ကသချင်းဆိုတဲ့ပုံစံနဲ့ဒီလူမှဘာကြောက်ဖျားနာတာလဲဘာလို့ခက်တာလဲဆိုတာကိုပြောပြပါတယ်အကြောင်းရင်းကိုတီးရတဲ့အခါမှာတော့နက်ကတော့ဝယ်လို့ပြီးဖီဘာနက်ကိုတောင်းပန်တဲ့ကာဝဲကိုကပြပါတယ်အဲ့ဒါမှဒီလူနာဟာတနည်းထက်တနည်းမြင်မြတ် တတ်တာလာမှာပါ မလုံးနိုင်ပဲအေးရထင်လဲနေတဲ့လူနာဟာရုတ်တရက်ထလာပြီးကခုံမာတော့တယ်ယောဂကလန်ငင်းပြောက်ကင်သွားသလိုပါပဲဒီခန္ဓာပြီးဆုံးမှုအချိန်တော်ကြာခဲ့ပေမဲ့ဆွေမျိုးသားချင်းတွေနဲ့ကျမ်းလာတဲ့လူနာဟာပင်ကိုကြီးစုတင်ကြပါတယ်ဂျော်သားတွေဟာပင်ကိုလေးစားယုံကြည်လာခဲ့ကြပြီးပင်မဟာလူတွေကို FIFA ကနဲ့ကုသပေးနေခဲ့ရပါတယ်ဒါပေမဲ့တရပီးတီကပို့ပြီးတော့ပင်မန်းလာသလိုမဟုတ်ချင်စိတ်တွေလည်းပုံများလာပါတယ် တနေ့မနက်ခင်းမှာဦးလေးခန်ကဟင်းချဖို့အတွက်ကြာရုံးကိုလာယူပါအောင်ဆိုပြီးအိမ်ပင်းသားကနေလမ်းခေါ်နေပါတယ်။အဲအချိန်မှာပင်ကဝေလန်းနဲ့အောက်ကနေရှောက်ထွက်လာပါတယ်။အဲကိုမြင်လိုက်တဲ့ဦးလေးခန်ကအတန်ကိုအော်ဟစ်လိုက်ပါတယ်။ ူဟာအစည်းအဝေးတွေကိုနောက်ထပ်များစွာချိုးဖောက်ခဲ့ပြန်ပါတယ်။သူ့ဘာသာအလိုလိုတင်နေတဲ့တရိစ္ဆာန်အသားကိုမစားရဘူးဆိုတဲ့စည်းကမ်းကိုချိုးဖောက်ပြီးကြက်ချန်တဲ့ကတင်နေတဲ့ကြက်ကိုယူပြီးချက်စားလိုက်ပါတယ်။အခြားသူတွေရဲ့စားကြိုးစားကြံကိုမစားရဘူးဆိုတဲ့စည်းကမ်းကိုလည်းချိုးဖောက်ပြီးစားခဲ့ပါတယ်။ပင်မဟာတားမြစ်ထားတဲ့အရာများစွာကိုလိုက်နာခြင်းမရှိပါဘူး။နောက်ဆုံးကတော့လူနာတယောက်ကိုကူးတာပေးဖို့အကအသွားကားရတဲ့နေရောက်လာပါတယ်။လူနာနာမည်ကတာထောင်းပါသူကပင်ကနေတာကိုစိုက်ကြည့်နေခဲ့ပြီးပင်မြဲမျိုးလုံးတွေကအရင်ကလိုမဟုတ်ပဲမာကျောနေပါတယ် တခါတခါတာတောင်းကိုရှာထုတ်ပြလိုက်မျိုးလုံးပြူပြပြီးစိုက်ကြည့်လိုက်တော့တာတောင်းတယောက်ကြက်သိမ်းထပေါ်ပါတယ်မကြပါဘူး၃ရက်ပဲကြာတဲ့အခါတာတောင်းတယောက်အရင်တည်ဆုံးသွားတဲ့သတင်းထွက်ပေါ်လာပါတယ်တာတောင်းကလုံခဲ့တဲ့ညပိုင်းကမှကောင်းကောင်းမွန်ရှိနေသေးတာကြောင့်ရွာသားတွေအားလုံးထိတ်လန့်သွားကြပါတယ်ဖေမြက်အမူအရာတွေကစတင်ကြောင်းလဲလာပြီးတခါတလေပုံမှန်တိုင်းရှိနေပြီမဲ့တခါလေကြတော့အိမ်ရှိမှထိုင်ပြီးလမ်းသွားလမ်းလာတွေကိုစိုက်ကြည့်နေတတ်ပါတယ် တင်ကူတာဘေးရဲ့လူနာတွေဟာလည်းမကြခင်မှာပဲတယောက်ပြီးတယောက်တင်ဆောင်သွားခဲ့ကြပါတယ်။ညနေဆောင်တရက်မှာဦးလေးခမ်ကသူ့ကိုလာခေါ်ပြီးထမင်းလာစားဖို့ပြောပါတယ်။သူကတငယ်ချင်းတွေနဲ့ဝိုင်းဖွဲ့ရက်တော့ဖို့အတွက်ဟင်းကိုတတ်တတ်ချက်ပေးထားတာပါ။ပင်ကသူတို့ဝိုင်းထဲကတွေးစိမ့်ဟင်းအသားစိမ့်အမီးတွေကိုမြင်လိုက်တာနဲ့မျိုးလုံးလေး view ရှာနဲ့ပါးစပ်ကိုရက်ပါတယ်။ပြီးတော့ black high ပေါ်မှာခုံတက်ပြီးဦးလေးခမ်ရှိမှာပဲတမန်စွာစားပါတော့တယ်။ပင်ကဦးလေးခမ်နဲ့တငယ်ချင်းတွေပေါ်မျိုးလုံးပြူးကြည့်ပြီးသူ့ရဲ့ပါးစပ်တဝိုက်မှာတွေးစိမ့်ဟင်းတွေပေးချန်နေပါတယ်။ တွန်းဟာသတိပြန်ဝင်လာပြီးမျက်နှာကိုတုပ်လိုက်ကအင်ကိုအများဆုံးပြေးဝင်သွားပါတော့တယ်။နောက်တစ်မိနစ်မှာဦးလေးခန့်ကပင်ရဲ့အင်ရှိမှာရက်ပြီးအော်ခေါ်နေပါတယ်။ဘသူမှထွက်မလာခဲ့ပါဘူး။ဦးလေးခန့်ကပင်စီကနေဖောက်ပြီး FIFA ကနေနတ်ဆိုးဖြစ်သွားတဲ့အကြောင်းရွာသားတွေကိုလိုက်ပြောပါတော့တယ်။ညာကဖြစ်သွားတဲ့အကြောင်းကိုလည်းပြောပြတော့လူတိုင်းကပင်မဟာအခုဆိုရင် pop တရေဖြစ်သွားပြီလို့သဘောတူလိုက်ကြပါပြီ။ညာတဲ့အခါဦးလေးခန့်ကအင်မေကအင်သာကိုတွားပြီးအောက်ကိုဆင်းလာခဲ့ပါတယ်။ ခွေအောင်တန်တွေကြားရတော့သူလန့်သွားခဲ့တယ်။လေပြင်းတွေကတဝီဝီတိုက်ခတ်လာပြီးသူချက်သိန်းတွေထားသွားပါတယ်။သူကဖောင်မဲနေတဲ့ပင်မြအိမ်မက်ကိုလှည့်ကြည့်လိုက်တော့ဦးလေးခန့်တန်တရားဝင်နေပြီးအိမ်နောက်ဖက်ကိုပတ်ပြီးပင်မြရဲ့ကြက်ချံကိုချောင်းကြည့်လိုက်ပါတယ်။အရင်ကတည်းကထိုင်နေပြီးကြက်ကိုလေပင်ကနေဆွဲကြိုက်ပြီးအရှင်လက်လက်စားနေတာကိုမြင်လိုက်ရပါတယ်။သူလန့်ပြီးအော်လိုက်ပါတယ်။ခွေပြေးဖို့ခြေလှမ်းလိုက်ပေမဲ့ခြေောက်တွေအားပြော့ပြီးနောက်ပြန်လှဲကျသွားပါတယ်။ပင်မဟာမောင်ရင်ထဲကနေဖြည်းဖြည်းချင်းထွက်လာပြီး ူလက်ထဲမှာကြက်လေပင်ကိုစောက်ကင်ထားပြီးပါဇက်တဝိုက်မှာသွေးတွေပေးချနေပါတယ်ပင်သားကြက်ကိုလှောချလိုက်ပြီးဦးလေးခန့်ပပတ်လေမှာအကကားပြပါတော့တယ်ကြောက်လန့်ပြီးရှူကထွက်ကြသွားလို့ဖြစ်နေတဲ့ဦးလေးခန့်ကအခုနတ်ဆိုးဖြစ်သွားတဲ့ပင်မြက်ထိတ်လန့်စရာအပြုံးကိုငေးကြည့်နေခဲ့ရပါတယ်လူတွေအားလုံးထိတ်လန့်ကြတဲ့ဒရီထွက်လာကြပါတယ်ပင်မြက်အိမ်ကိုဝိုင်းအောင်လိုက်ကြတော့သူမကိုမတွေ့ရတော့ပါဘူးအိမ်ထဲက PC အားလုံးကတော့ရှိနေတုံးမှာသူမဟာရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါပြီ FIFA ကနတ်ဆိုးအကြောင်းဟာတရားလုံးဝပြန့်နှံ့သွားခဲ့ပါတယ်လာနေငယ်ကြတော့ဦးလေးခန့်ကသူ့အိမ်အောင်ခွေးကနေ ုံနဲ့ရခဲ့ပါတယ်။တွားကြည့်လိုက်တော့ပင်မရဲ့အယိုချောက်လို့ကျုံလောင်းကိုတွေ့ရပါတယ်။ခနာကိုယ်ရဲကအသားတွေကိုစားထားသလိုမျိုး၆ကန့်နေတာပါ။ဦးလေးခန်ကနတ်ဆိုးကဒီခနာကိုဆုံးပြတ်သွားပြီလို့ယူဆလိုက်ပါတယ်။ပင်မရဲ့ရုပ်လောင်းကိုဘုံကြီးเจ้าကိုယူဆောင်လာပြီးဘာသာရေးတလေးတွေနဲ့အများသုံးမိရှုပြစ်လိုက်ကြပါတယ်။ FIFA ရဲ့စီကန်းတွေကိုချိုးဖောက်ပြီးနတ်ဆိုးဖြစ်သွားတဲ့ပင်မရဲ့ဇလန်ဟာရွာသားတွေကြားမှာအများတန်းပြောဆွမ်းတာပြုနေတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။အီဆန်ဒေသကလူတွေတို့ရဲ့ FIFA ဟာနတ်သေထက်နတ်ဖျားတပါလို့ယုံကြည်ကြပါတယ်။ FIFA ဟာဆေးရန်ဒုက္ခတွေကိုပယ်ဖျက်ပေးနိုင်တယ်။အတားအဆီးတွေကိုဖျက်ဆီးနိုင်တယ် ဒုက္ခရောက်နေသူတွေကိုကူညီပေးနိုင်တယ်လို့ယုံကြည်ကြပါတယ်။လူတွေဖြားနာတာဟာ net down မဟုတ်ဘဝတွေကိုလေးစားမှုရှိလို့ဖြစ်တယ်လို့ယူဆကြပါတယ်။ဒါကြောင့်ကုသဖို့တော့ FIFA net ကိုနှောက်ဝင်တဲ့ခန္ဓာကိုယ်တွေပင်ဖိတ်ရတာပါ။ဒါပေမဲ့ FIFA နှောက်ဝင်တဲ့ဖြစ်လာတဲ့သူဟာတားမြစ်ထားတဲ့စီးကန်းတွေကိုချိုးဖောက်ရင်အဲ့ဒီသူဟာပင်မလို့ပဲပေါက်နှစိုးဖြစ်ပြောင်းလဲသွားပြီး FIFA ပေါက်လို့အမည်တွင်သွားပါတယ်။ FIFA ပေါက်ဆိုတာဆိုတာမျိုးရိုးစင်ဆက်ဆင်းသက်လာတဲ့ယုံကြည်မှုတစ်ခုဖြစ်ပြီးလူတိုင်းကလေးဘဝကလေးကကြားပူးတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ချိုးနေရာတွေမှာလည်းနတ်တဆေတွေနဲ့ပတ်သက်တဲ့ရိုးရာဒလေတွေ ယုံကြည်မှုတွေရှိနေတုံဖြစ်ပြီးဒီထက်ပိုပြီးကြောင်းဝတ်ဖွဲ့ကောင်းတဲ့တားမြစ်ချက်တွေလည်းရှိကောင်းရှိနိုင်ပါသေးတယ်။လိုရတီဆုံးပြီးတဲ့နောက်မှာတော့အားလုံးကကောင်းမွန်တဲ့ဘုံဘွားကိုရောက်ရှိပြီးဆင်းရဲဒုက္ခတွေစိုးရိမ်ပူပင်မှုတွေကင်းဝေးချင်တာကြီးပါပဲ။ဒါပေမဲ့အချို့သူတွေရဲ့နောက်ဆုံးစိတ်ဟာလဆားချေလိုတဲ့အာဃာတတွေနဲ့ပြင်းထန်နေတတ်ပါတယ်။ဒီလိုလူတွေတည်ဆုံးသွားတဲ့အခါလမ်းကြောင်းတိုင်းမလိုက်ပဲလွှတ်ချမသွားနိုင်တဲ့အတိတ်ကိုဆွဲလန်းနေတဲ့ဝိညာဉ်တွေအဖြစ်ကြံရိုက်ခဲ့ပြီးလူတွေပြောတဲ့တရေစိုးတွေဖြစ်လာရတာပါပဲ။ တကယ်တော့အဲ့ဒီဝိညာဉ်တွေကလူတွေကိုတမင်တကာပြကျင်တာမျိုးလည်းမဟုတ်ပါဘူးသူတို့ကအဲ့ဒီနေရာမှာရှိနေအောင်တတ်တတ်ပါပဲတခါမှမမြင်ဖူးတဲ့သူတွေကတော့ယုံကြည်မှယုံပါလိမ့်မယ်ဒါပေမဲ့ကန်ဆိုးမုန်းအောင်ကြတဲ့တနေ့နေရာမှန်အချိန်မှန်ဖြစ်နေခဲ့ရင်တော့မြင်တွေ့ရနိုင်ပါတယ်တေဆုံးတော့ရင်ဘသူကတည်ရဲ့လဲဘသူကလူလဲဆိုတာဘလို့သိနိုင်မှာလဲဦးလေးလို့မင်းများတဲ့အခါမတိချင်မာနဲ့လူဆိုတာအလိုပေါ်မှာတရဲဆိုတာတရဲမောင်မှာပဲနေရတယ်လို့ဆုံးမစကားပြောကြပါတယ်။ဖုန်ကြီးเจ้าနဲ့ခလင်းငယ်လေးဖြစ်တဲ့အေးဟာ ူပရသာကြီးရဲ့စကားကိုအကောင်းကြီးပြီးနာခံလိုက်ပါတယ်။ပြီးတော့အနံ့အောင်မိခေါ်လုံးတွေမှန်မှန်တက်နေတဲ့မိသီယိုဆက်ရဲ့အပေါဝါကိုလှမ်းကြည့်လိုက်ပါတယ်။ဆုံရှုံမှုရဲ့ဝမ်းနဲ့ပူဆွေးမှုတွေကြားကဒီမြင်ဝင်းကိုဖုန်းကြီးချောင်းကနေခလေးဘွားကလေးကနေကြီးလာတဲ့အထိအေကမြင်တွေ့နေရတာပါ။ကဲဒီညတော့အယိုးကောက်ဖို့ငါလာကိုနီမင်တော့ဦးလေးလို့အေကပြောလိုက်တော့သူ့ဘရသာကြီးကတော်ပြီးတောက်တန်ကြားတာနဲ့လမ်းဖြန်းနေတဲ့မင်းလောက်ကောင်ကငါတို့သူ့ဘရသာဖြစ်ချင်ရင်အရင်ဆုံးတရားထိုင်ဖို့လေ့ကျင့်အောင်စိတ်ဓာတ်ကခိုင်မာနေမှရမယ်လို့ပြန်ပြောလိုက်ပါတယ် အဲ့နောက်မှာတော့ဆရာတော်ကြီးကခေါ်လိုက်တာကြောင့်သူ့ရသားကြီးထွက်ခွာသွားခဲ့ပါတယ်။အေးတရားဒီညအတွက်စိုးရင်ပူပင်စိမ့်နဲ့ကြံခဲ့ပါတယ်။ညာရှင်းနိုင်ရောက်တော့အေးဟာလက်နိုင်သမီးကိုဖွင့်ပြီးတရေတိကောင်တင်ထားတဲ့တာရယံအိုးစီရှောက်လာခဲ့ပါတယ်။ပြီးတော့သူ့ရသားကြီးရဲ့ဆုံးမစကားအတိုင်းညလုံးမိတ်ပြီးတရားထိုင်မှုထိုင်ချလိုက်ပါတယ်။သူဟာတရေတွေကိုအလွန်ကြောက်တတ်သူဖြစ်ပေမဲ့လည်းသူ့ရသားကြီးလိုဖြစ်ချင်တဲ့အတွက်ရွေးချယ်လိုက်တာပါ။တခါတလေသူ့ရသားကြီးကပတ်စံရတာကိုသူမြင်ဖူးပါတယ်။ဒါဟာဖုန်းတော်ကြီးစီက 40 50ဘတ်လောက်တောင်းပြီးနေနေရတဲ့ចောင်းသားတယောက်ဘွားထတ်တော့ပိုကောင်းတာပါတိတ်ဆိတ်မှုတွေကြမှာတရားထိုင်နေတော့အေးစားတဲ့လေတစ်ချက်ကဝူးကနဲတိုက်ခိုက်လာပြီးကြောချံသွားစီခဲ့ပါတဲ့တောက်တက်ရဲ့အော်တန်ကြောင့်အေးလန်သွားပေမဲ့မျက်လုံးကိုမိထားဆဲပါပဲစိတ်ကိုငြိမ်သက်နေအောင်စူးစမ်းနေပါတယ်အဲ့ဒီအချိန်မှာပဲအတန်တစ်ခုကိုကြားလိုက်ရပြီးတစုံတယောက်ကဖြည်းဖြည်းချင်းလှမ်းလျှောက်လာနေတယ်လို့ထင်လိုက်ပါတယ် အေဟာသူမျက်နှာကိုလာထိတဲ့အသက်ရှူတာနဲ့လူသေးလောင်းအနံ့လိုနန်းဆောင်နေတဲ့အနံ့ကိုခံပါလိုက်ရပြီးတစုံတစ်ယောက်ကသူ့ကိုထိုင်ကြည့်နေတယ်ဆိုတော့ကိုသိလိုက်ရပါတယ်ကြကြထိုင်နေလေလေလူတွေတဖြည်းဖြည်းကာလယံအိုးပေါ်တက်လာပြီးသူ့ပပတ်လဲမှာဝိုင်းရံပြီးထိုင်နေကြသလိုခံစားရလိမ့်ပါပဲသူကြောက်လန့်နေပေမဲ့စူးစမ်းပြီးပုံမှန်ဖြစ်အောင်နေဖို့စူးစမ်းခဲ့ပါတယ် ယာရီဟာသူ့စိတ်ကဖန်နှီးလိုက်တဲ့ပုံရိပ်ရောင်တွေဖြစ်နိုင်တယ်လို့လည်းတွေးလိုက်ပါတယ်။အချင်းရောက်လို့မျက်လုံးဖွင့်လိုက်တဲ့အခါမှာဘာမှမမြင်ရပါဘူး။သူတယောက်တည်းသာထိုင်နေတာကိုတွေ့ရပါတယ်။အေဟာဓမီကိုကမန်းကန်တန်းဆွဲယူပြီးတာလီယန်အိုးဘော်ကဆင်းဖို့ပြင်လိုက်ပေမဲ့စိတ်ထဲမှာတမျိုးဖြစ်နေတာကြောင့်နောက်လှည့်ကြည့်လိုက်ပါတယ်။သူ့ပမတ်လည်းမှာခြေအား၅ဆုံ၆ဆုံလောက်ကိုမြင်လိုက်ရတာနဲ့အေးရဲ့ဥယျာဉ်ပြားတစ်ခုလုံးထိုးထိုးထောင်ထောင်ဖြစ်သွားပြီးတာလီယန်အိုးဘော်ကနေပြေးဆင်းသွားခဲ့ပါတယ်။ နောက်တစ်နေ့မနက်မှာတော့ဘုံကြီးចောင်းကနေနောက်ထပ်ဇာပနာပွဲတစ်ပွဲကိုပြင်ဆင်နေကြပါတယ်အဲ့ဒီခါမှာဆရာဇော်လို့ခေါ်တဲ့အတိတ်နမိတ်ပေးသူမော်ဆရာရဲ့ဇာပနာပါဆရာဇော်ဟာအင်းအိုင်းခါလဲမော်နက်တွေလောက်တတ်သူဖြစ်လို့နမဲကောင်းမရှိပေမဲ့လည်းလာရောက်သူတွေကတော့မနှဲပါဘူးသူတို့အားလုံးဟာတပည့်သပန်းတွေကြီးပါပဲတတ်မှတ်ထားတဲ့ရက်ပြည့်ပြီးနောက်မိလူဂျုံမဲနေကရောက်လာပါပြီသူ့ဘရာသာကြီးကသူ့ရဲ့လော်ရိုးလှုပ်စင်အတိုင်းအေးကိုအကူအညီပေးရင်ခန်းသားတွေကိုပြင်ဆင်ဆောင်ရွက်နေပါတယ်ညနေပိုင်းအလုပ်တွေပြီးသွားတဲ့အခါမှာတော့ညကိုရောက်လာပါတယ် မိမိဥစားကထင်းပြီးဖို့ဖြစ်တဲ့အတွက်သူ့ဘရာဇာရဲ့တာဝန်တစ်ခုကတော့အလောင်းကိုမိကြီးအောင်ခိုးပေးဖို့နဲ့လှန်ပေးဖို့ပါပဲအဲညမှာသူ့ဘရာဇာကြီးပြန်လာကြည့်တဲ့အခါမိကြီးဥစားရဲ့ရှေ့ကိုရောက်တဲ့အခါအချိန်မဲတစ်ခုကသူ့စီကိုကြားရောက်လာပါတယ်သူ့ဘရာဇာကြီးကမှော်ကြည့်လိုက်တဲ့အခါမိဟိုခေါင်းနိုင်ပေါ်မှာလူတယောက်ရန်နေတာကိုမြင်လိုက်ရပြီးဒါဟာလူမဟုတ်ဘူးဆိုတာကိုလည်းချက်ချင်းသိလိုက်ပါတယ်ဒါဟာသူမြင်နေကြမို့လို့လုံးဝမအံ့ဩပါဘူးလုံးဝလည်းမတုံ့လောက်ခဲ့ပါဘူးသူ့ဘရာဇာကြီးနားဆုံကြည့်လိုက်တဲ့အခါမိဖို့တဲကနေဒုံဒုံဆိုတဲ့အတန်ကြီးကိုနောက်တစ်ချိန်ကြားလိုက်ရပါတယ် တရင်လဲကိုဘသာကိုနေငါနဲ့ဘာမှလာမပတ်သက်နဲ့လို့သူ့ဘရတာကြီးကအော်ဟစ်ပြီးမိဖို့တကားကိုပြန်ထူချလိုက်ပါတယ်ပြီးတော့နောက်တစ်ချိန်စစ်ဆေးဖို့တကားကိုဖွင့်လိုက်တဲ့အခါမှာတော့တတူးကိုထားတဲ့အရေးပြားနေရာတွေဟာလုံးဝမီးမလောင်ပဲရှိနေတာကိုတွေ့လိုက်ရပါတယ်။ငါ့ကိုဒုက္ခပေးပြန်ပြီလို့သူ့ဘရတာကြီးကတီးတိုးရေရွတ်လိုက်ပြီးတန်ချောင်းကိုယူကအလောင်းကိုလှမ်းဖို့ထိုးထည့်လိုက်ပါတယ်။ချက်ချင်းဆိုသလိုမိဖို့တဲကအလောင်းကသူ့ဘရတာကြီးရဲ့လက်ကောက်ဝတ်ကိုစုပ်ကင်လိုက်ပြီးသူ့ကိုပါဆွဲခေါ်ဖို့စူးစမ်းနေပါတယ်။သူ့ဘရတာကြီးဟာလက်ကိုဆွဲထုတ်ဖို့စူးစမ်းပေမဲ့မအောင်မြင်ခဲ့ပါဘူး။ သူမှတ်မိသမျှကားတွေကိုရုတ်ဖတ်လိုက်တဲ့အခါမှာတော့နောက်ဆုံးလက်ကလှုပ်သွားစေပြီးလဲကျသွားခဲ့ပါတယ်။ငါမင်းကိုခေါ်သွားမယ်လို့ကြောက်မက်ပွဲကောင်းတဲ့တဲကောင်ရဲ့လက်နက်ဖက်နဲ့သူ့ရာသာကြီးရဲ့လက်ဘင်းကိုဖတ်တွေ့လိုက်ပြီးမိဖို့တဲ့ဆွဲသွင်းမှုစူးစမ်းပါတယ်။အဲ့ချိန်မှာသူ့ရာသာကြီးကခြေထောက်နဲ့မိဖို့နေရန်ကိုထောက်ထားပြီးသူ့ကိုယ်သူထိန်းထားခဲ့ပါတယ်။အချင်းနဲ့မကောင်းမှန်းသိတာနဲ့ဂါရာတွေကိုနောက်တစ်ချိန်စတင်ရုတ်ဖက်ပင်မဲ့အလုံးမဖြစ်တော့ပါဘူး။ဥလေးလို့အေးရဲ့အော်ဒန်ထွက်လာပါတယ်။တရားထိုင်နေတဲ့အေဟာ ုံလုံးလုံးဆိုတဲ့အတန်ကိုကြားတာနဲ့ပြေးလာခဲ့ပြီးသူ့ရဲ့ရာသာကြီးကိုတရဲကောင်နဲ့ရုံးကန်နေတာကိုမြင်လိုက်ရတာကြောင့်ခြေတလုံးတွေတုံပြီးကြောင်းယုံသွားခဲ့ပါတယ်။လာကူဇန်းကွာလို့သူ့ရဲ့ရာသာကြီးရဲ့အတန်ကြောင့်အေသတိပြောင်းဝင်လာပြီးလက်ထဲကဓမီကိုပြစ်ထားကသူ့ရဲ့ရာသာကြီးရဲ့ခါကိုအမြန်ကေးဖတ်လိုက်ပါတယ်။သူ့ရဲ့ရာသာကြီးကလည်းဂါလာတွေကိုဆက်တိုက်ရွတ်ဖတ်နေခဲ့ပါတယ်။အလောပဲရေရောနောက်ဆုံးမှာတော့အဲ့ဒီဝင်းကြီးဆိုဟာအားပြော့သွားပြီးသူ့ကိုပဲလှုပ်ပေးလိုက်ရပါတယ်။မင်းတကိုးတွေတိတ်ပြချင်းနေတာလားလို့သူ့ရရသာကြီးကအော်ဟစ်ပြီးအဲ့ဒီတရဲကောင်ကိုမီးဖို့ထဲတော့ပြန်ထည့်က တကားကိုဒုံကနဲ့ပိတ်ချလိုက်ပါတယ်သူကလောက်ချပြီးဂါရာတွေထက်ရော့ဖတ်လိုက်ပါတယ်မိဖို့ထဲကနေဒုံလုံးဆိုတဲ့အတန်တွေထပ်မံထွက်ပေါ်လာပြီးသူ့ဘရသာကြီးနဲ့အေရိုဟာမီးစိုဇာမှာမနက်၄နာရီထိထိုင်ဆောင်နေခဲ့ကြရပါတယ်မိဖို့တကားကိုပြန်ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့တရဲကောင်ရဲ့ရုပ်လုံးဟာအယိုးပြတဲ့လောင်ကျွမ်းသောတာကိုတွေ့လိုက်ရပါတယ်အခုအယိုးကောင်းရမှလားဦးလေးမနက်ကျမှကောက်လို့မရဘူးလားလို့အေကမေးလိုက်တော့အရင်ခေတ်ကသူ့ဘရသာတွေဟာဒီအချိန်မှပဲကောက်ကြတာမင်းဟိုဘက်ကိုတွားကြည့်လိုက်စမ်းလို့သူ့ဘရသာကပြောပါတယ် သူကနေထွက်တော့မဲ့ရဲရဲအောင်လေးစတင်ပေါ်နေပြီးတပင်ထိတ်ကိုလက်ညိုးလေးနဲ့ထိုးပြလိုက်ပါတယ်။အယုတ်ကောင်းရမယ့်အချိန်ဟာနေအောင်ချီကတပင်ထိတ်ကိုထိတဲ့အချိန်ဖြစ်ရမယ်။ဒါကိုဘွားပြန်ပြောင်းတဲ့အချိန်လို့ခေါ်တယ်။ဒါကငါတို့တင်ယူခဲ့ရတဲ့အယူဆပဲလို့အေးကိုရှင်းပြလိုက်ပါတယ်။အေးကနောင်လေတဲ့ပုံနဲ့ကြည့်နေတော့မှပဲသူ့ရာသာကြီးကသူ့ကိုအယိုးပြတွေကောက်ခိုင်းလိုက်ပါတယ်။ဟာဦးလေးဘာလို့ဦးလေးမကောက်တာလဲလို့အေးကမေးတော့မင်းမဲငါ့ကိုလာကူကျင်တာမဟုတ်ဘူးလား။ဒါကလောက်ရမှာပဲလို့သူ့ရာသာကြီးကပြောပြီးလမ်းလျှောက်ထွက်သွားခဲ့ပါတယ်။ ခွေးဥတန်တွေဟိန်ထွက်နေတဲ့ကြားကအဲ့ကိုတယောက်ထဲထားခဲ့ပါတယ်ကြောက်ပြမဲ့လည်းမကြခင်မှာသူလောက်ရမှာပါပဲသူ့ဘရသာဖြစ်ဖို့ဆိုတာလွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူးဒီဘက်ကမှာအချို့သူတွေကအခမ်းအနားတွေထုံနှန်းစင်လာတွေကအိဗဲမရှိဘူးလို့ထင်ကောင်းထင်နိုင်ပေမဲ့သူ့ဘရသာတွေလောက်ခဲ့တာတွေအားလုံးဟာအသေးဆုံးသွားသူတွေကောင်းရဘဝကိုရောက်ရှိဖို့နဲ့ကြံရည်သူတွေစိတ်သက်သာရရရှိဖို့ပဲအတွက်ဖြစ်ပါတယ်